အာနာဒင်းစစ်ကောင်းဆောင်မင်းအောင်လိုင်းဦးဆောင်ကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲဟာဆရာနာရှင်တက်ဆိုးရှိစေဖို့လူမှုဘဝတွေကိုပုံမှုအကျအတဲတွေ့စေဖို့အတွက်တည်တည်ချာချာအကွက်ဆင်ထားတဲ့ရွေးကောက်ပွဲသာဖြစ်တယ်လို့တော်လိန်အင်အားစုတွေဘက်ကရှုမြင်နေကြပါတယ်။မြို့ပြမှာလူပန်းပေါ်တာဆွဲတာတွေလုပ်ပြီးကျေးလက်ဒေသတွေမှာတော့နေ့စဉ်ပုံကျဲတိုက်ခိုက်တာတွေလုပ်နေပြီးမှရွေးကောက်ပွဲကျင်းပမယ်ဆိုတာအခြေခံစံနှုန်းတွေနဲ့လည်း ကန့်ညင်မှုမရှိဘူးလို့ထောက်ပြမှုတွေလည်းရှိနေတာပါရင်းမပင်စလင်းကြီးရွာပေါင်းစုံတပိတ်တိုက်ပွဲဥဆောင်ကော်မတီဝင်ကိုလွမ်းသူရှုမြင်သုံးသက်တာကဟိုဒီစက္ကမပေါ့နော်ဒီစေအုစုကလုပ်တဲ့ရွေးကောက်ပွဲပေါ့ရွေးကောက်ပွဲလို့ဆိုတဲ့နေရာမှာတော့အဲကျွန်တော်တို့အမြဲတမ်းဒီပြောလိုက်ပြောထားရှိတဲ့ကိစ္စဆိုတော့ဘာကိုရွေးကောက်ပါလဲဘသူ့ကိုရွေးကောက်ပါလဲဘာအတွက်ရွေးကောက်ပါလဲဒါကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိဖို့လို့အခုကာလာကြီးမှာဒီ အဲခြေလက်မျိုးပြမချင်ဗျာမျိုးပြဆိုဘော်ဒါဆွဲတဲ့ဖက်စီထောင်ချတယ်ခြေလက်မှာဆိုရင်ပုံကျဲတယ်စစ်ကြောင်းထိုးတယ်တက်ဖြတ်တယ်ဒီလိုမျိုးလုပ်နေတာလုပ်ပြီးတော့မှရွေးကောက်ပွဲလုပ်ပဲဆိုတော့ဘာအတွက်လုပ်မှာလဲဘယ်အတွက်လုပ်မှာလဲဒီရွေးကောက်ပွဲကရွေးကောက်ပွဲဆိုရဲအနှစ်သာရဝန်နိုင်ငံကြီးရာချင်တာအဲဒီဒီမိုကရက်တစ်ဒီဆိုဆိုက်တီအဲဒီမိုကရက်တစ်ဒီလူ့ဖွဲ့စည်းတစ်ခုကိုဒါစစ်ပေါ် ဖို့တော့လောက်တာဖြစ်တယ်အဲ့တော့ဒီမိုကရက်တစ်ကိုပြောဘာပါမလဲအခြေခံလွတ်လပ်ခွင့်ရှိရသို့တော့ဒီချိန်မှာတော့ဒီအချက်ဘတ်စေဥစုကအဲသူ့အာဏာတည်ငြိမ်ရေးအတွက်သူ့အာဏာတပ်ဆိုးရှိရေးအတွက်ဒီဆက်အာဏာရှင်စနစ်တပ်ဆိုးရှိပြီးတော့လူမှုဘဝတွေဘုံဘုံအချက်လဲတွေ့စီဖို့အတွက်တည်တည်ချာချာအကွက်ဆင်ထားတဲ့အဲဒီရင်းကောက်ပွဲတာဖြစ် ရွေးကောက်ပွဲကိုအပိုင်းနှစ်ပိုင်းခွဲပြီးလာမယ့်ဒီဇင်ဘာလနဲ့2026ဇန်နဝါရီလထဲမှာကျင်းပမယ်လို့အာဏာသိမ်းစစ်တပ်ကကြေညာထားပါတယ်။အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ area မှာနေထိုင်တဲ့ပြည်သူတွေအတွက်တော့ဒီရွေးကောက်ပွဲမှာလုံးဝမဲမပေးဘူးဆိုတဲ့စိန်ခေါ်ချက်ကတိချပေါက်ရှိနေပါတယ်။ဒီလိုစိန်ခေါ်ချက်တွေနဲ့ပတ်သက်ပြီးကိုလွမ်းသူစက်ပြောတာကဟုတ်ပြီကျွန်တော်တို့သွားပြီးပြီးမပြီးပြီးအဲကိုကပဲဘလို့ပဲအကောင့်ကပဲပြီးပြီး ဒိုရီမိုနိုးဖို့ပဲလုပ်ခဲ့လုပ်ခဲ့တစ်ထောက်ခံပဲဖြောင်းလုံးပါသွားတာရှင်းလားတကယ်ကိုလွတ်လပ်တဲ့ဟာလည်းမဟုတ်ဘူးကြမ်းမြတ်တဲ့ဟာလည်းမဟုတ်တော့ဒီဥစ္စာကိုကျွန်တော်တို့ဒီစက်ကမကရုပ်ောက်ဖို့ဖြစ်အောင်လုပ်တဲ့နေရာမှာကျွန်တော်တို့ဒီလိုတွေနေနဲ့ဟုတ်ပြီစစ်တပ်ထိချုပ်တဲ့နေရာမှာရှိပြည်သူတွေကအကြက်တဲ့ကြုံတဲ့ခါမှာကျွန်တော်တို့စစ်တပ်ထိချုပ်မှုအောက်မှာမရှိတော့ကျွန်တော်တို့ဒီပြည်သူတွေအနေနဲ့ကအဲဒီဟာဒီမျိုးပြကရှိနေတဲ့စစ်တပ်ထိချုပ်အောက်မှာရှိပြည်သူတွေရဲ့အကြက်တဲ့ကိုတနည်းအားဖြင့်ဒါဟာဘလို့တံပြန်လို့ရတယ် ဘလူဆောင်ရလို့ရရှုပုံစံမျိုးလည်းဖြစ်ရနောက်တစ်ခုခုနကကျွန်တော်ရဲ့ဒီအဲဒီလူတော်ဥက္ကဋ္ဌကြီးပြောသွားတယ်လို့ပါပဲဘာလဲဆိုတော့ဒီကိုယ်အခွင့်အရေးဟာရွေးကောက်ပွဲဒီဒီလွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်တဲ့အခါမှာမဲယုံကိုမသွားပဲဆန့်ကျင်ခြင်းဟာလဲကိုယ်အခွင့်အရေးဖြစ်တယ်ပေါ့ဗျာအဲ့တော့ရေဥစာကိုကျွန်တော်တို့ဒီပြပြတတဆန့်ကျင်တဲ့နေရာမှာတစ်ဖက်မှာစင်ကွန်ချက်တွေရှိတယ်တစ်ဖက်မှာခက်ခဲတွေရှိတယ်သို့တော့ ဒီစိန်ခေါ်ချက်အခက်အခဲဟာကျွန်တော်တို့တွေဒီစူပေါင်းအားနဲ့တော့ဆက်ကျင်ရမယ်လို့ကျွန်တော်မြင်တယ်ဒီနေရာမှာအဲ့ဒီရွေးကောက်ပွဲရှိတဲ့မဲယုံပဲဖြစ်ဖြစ်လှုပ်ရှားမဆောင်တဲ့ကမ်ပိန်းတွေမှာဖြစ်ဖြစ်ကျွန်တော်တို့မမှုပေါင်းတာမပါဝင်တာအာဂျီတနည်းနည်းနဲ့ဘယ်လိုလုပ်လို့ရမလဲဆိုရဲစဉ်းစားချက်ကိုကျွန်တော်စဉ်းစားရမှာဖြစ်တယ်အဲ့တော့မဖြစ်မနေကျွန်တော်တို့အချက်ကိုင်းအဲဓာမိုးတုံမိုးတနက်ထောက်ပြီးတော့မဲပေးခိုင်းတဲ့အခြေအနေမျိုးရအောင်တော့အဲတနက်ထောက်မဲပေးခွင့်မဲပေးဖို့ ဟိုလောက်ဆရာမလို့တဲ့ကျွန်တော်တို့ပြည်သူတွေဘက်ကလည်းဒီလိုမျိုးတနက်ထောင်ပဲပြခံရတဲ့ပြည်သူတွေတစ်ဖက်ကလည်းကျွန်တော်တို့အဲဆောင်ရမယ်နီးနာတွေတော့တော့မယ်လို့ကျွန်တော်မြင်တယ်ဒါ ਉਹ လည်းကျွန်တော်တို့ပြည်ပြတာသာထက်ချက်ကြီးလို့ဖို့မြင်တယ်လို့ဒီဒီလိုလေးကျွန်တော်ရှုမြင်ပါတိုက်ခန့်အင်အားကြီးပါတီဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND ပါတီနဲ့ရှမ်းတိုင်းအသားများဒီမိုကရေစီအဖွဲ့ချုပ် SNND ပါတီအပါအဝင်နိုင်ငံရေးပါတီပေါင်း40ထက်မနည်းဟာ မှတ်ပုံပြန်မတင်တဲ့အတွက်ဖျက်သိမ်းတယ်လို့စစ်ကော်မရှင်လက်အောက်ခံ UEC ကကြေညာထားပါတယ်။ဒီအခင်းချင်းဟာစစ်တပ်ကရွေးကောက်ပွဲရလဒ်ကိုလိုဒလိုပုံဖော်ဖို့စီစဉ်ထားတယ်ဆိုတာကို သိသာစေပြီး2010ရွေးကောက်ပွဲအခင်းအကျင်းနဲ့တိတ်မချာနာဘူးလို့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကဥမြင့်ထွေးကပြောပါတယ်။အဲ့တော့နိုင်ငံသားတယောက်အနေနဲ့သွေးနှီးချင်တာကတော့ဟုတ်တယ်မိမိမှာအခွင့်အရေးနဲ့တာဝန်ကတစ်ထပ်သေးပဲကြားတယ်လို့မြင်တယ်။ဟုတ်တယ်မဲပေးခြင်းပေးလို့ရတယ် အဲ့တော့တာဝန်ကလည်းဘာလို့ပြောနေတာလဲဆိုတော့ခေပြောင်းစနစ်ပြောင်းမှုမှန်ကန်တဲ့အချိန်မှန်ကန်တဲ့ရွေးကောက်ပွဲဆိုရင်ပြည်သူကမဲပေးဖို့တာဝန်ရှိတယ်ဒါဒါပုံမှန်လေးလေးပြောရင်2010မှာကျွန်တော်တို့ဟိုကျွန်တော်တို့ဟိုဆောင်ရွက်ရမယ့်ကာလရောက်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့မဲရုံကိုရောက်ခဲ့တယ်ကျွန်တော်ဗာပေးလဲဆိုတာကျွန်တော်တို့ပုံမှန်လေးလေးပြောလို့ရတယ်ဆိုတော့တာဝန်နဲ့အခွင့်အရေးတစ်ထပ်သေးပဲကြတယ်အခွင့်အရေးကဘာလဲဆိုတော့မိမိလွတ်လပ်စွာမဲပေးခွင့်ရှိတယ် မပေးချင်လဲရတယ်တဖက်မှာလည်းခေပြောင်းစနေပြောင်းကိုမှန်မှန်ကန်ကန်တေးဥဖော်တာမဟုတ်ဘူးလို့ယူဆလို့တာဝန်အရာခေပြောင်းကောင်းအောင်တွားခဲ့လမ်းကြောင်းမဟုတ်တဲ့အတွက်ကျွန်တော်တို့အားမပေးတာလဲတာဝန်တီးရလို့ကျွန်တော်တို့အမြင်တယ်ဆိုတော့ဒါကတစ်ထပ်သေးကြတယ်မဖြစ်မနေဖီအားတွေအမြောင်အားများလို့မဲရုပ်ကိုရောက်ခဲ့ရင်2010ဆယ်မှာကျွန်တော်တို့အတွေ့အကြုံရှိတယ်ကျွန်တော်တို့ပယ်မဲဖြောင်းလုံးလို့လဲရတယ်မပေးခဲ့လဲရတယ်ဒါကလူ ဒီဒီနိုင်ငံသားတယောက်ရဲ့ right ပဲအခွင့်အရေးပဲဒါကိုကျွန်တော်တို့ဒီဒီဒီစစ်ကောင်စီရဲ့အုပ်ချုပ်တဲ့တွင်းထဲမှာရှိတဲ့ပြည်သူတွေနဲ့တော်တော်စဉ်းစားအကျက်တဲ့တနည်းအားဖြင့်ပြောရင်ဆောင်ရွက်ရခက်တဲ့အခင်းချင်းလို့ကျွန်တော်တို့ကတော့မြင်တယ်ဒါပေမဲ့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကိုတော့ကျွန်တော်တို့တင့်ရနီလန်းနဲ့တော့ကျွန်တော်ပြရမယ်တင့်မဲယုံကိုသွားပြီးမဲမပေးခြင်းမပေးပေးတဲ့ဟာလေနိုင်ငံသားတယောက်ရဲ့တာဝန်လည်းဖြစ်တယ်လို့ဒီနေ့မှပြောချင်ပါတယ် က်ရှိလူပြောများနေတဲ့အရာတစ်ခုကတော့စစ်တပ်ဟာနာမည်ကြီးအမှုပညာရှင်တွေကိုအတင်းအကျပ်ဖိအားပေးပြီးတော့မဲဆွယ်စည်းရုံးရေးတွေမှာပါဝင်ခိုင်းနေတာဖြစ်ပါတယ်။ဆိုင်ငယ်ချင်းတိုက်မိလို့ရန်ဖြစ်တဲ့အမှုကိုရွေးကောက်ပွဲဥပဒေနဲ့အရေးယူလာ။ရွေးကောက်ပွဲအပေါ်ဝေဖန်တဲ့လူမှုကွန်ရက်ပို့စ်တွေမှာ reaction ပေးမိုံနဲ့ဖန်စီခံရတာတွေလည်းရှိနေပါတယ်။ စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတဲ့မြန်မာအင်တာနက်ဘလော့ကျရဲ့နိုမာလာ19ရက်နေ့ထုတ်စည်းရင်းနေအရာတော့ရွေးကောက်ပွဲနှောက်ရှက်ဟန်တာဖြက်စီးခြင်းကနေကာဝယ်ပေးရေးဥပဒေနဲ့ဖမ်းဆီးခံရသူ60ဝန်းကျင်ရှိနေတယ်လို့သိရပါတယ်။စစ်အုပ်စုကထုတ်ပြန်ခဲ့တဲ့ရွေးကောက်ပွဲကာဝယ်ရေးဥပဒေဟာလွတ်လပ်စွာထုတ်ဖော်ပြောဆို권ကိုချိုးဖောက်နေပြီးဥပဒေကိုလက်နက်တပွဲအသုံးပြုနေကြောင်းလည်းမြန်မာအင်တာနက်ဘလော့ကျ MIB ကထောက်ပြထားပါတယ်။ဒါကိုကြည်ချင်းအဖြစ် ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုမရှိဘူးဆိုတာကိုထင်ထင်ရှားရှားမြင်ရတယ်လို့စီရီယန်တက္ကသိုလ်ကျောင်းသူတဦးဖြစ်တဲ့မက်ကယ်လီကမျက်စိမှောက်ကိုပြောပါတယ်ဒီစကားမကပြောထားတာဒီသူတို့ဒီဒီမိုကရေစီပြီးဟာပြီးအောင်စုအစ်တကိုသွားမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ရေကောက်ပွဲကိုကျင်းပရတာပါတယ်လို့သူတို့ဝါဒဖြန့်နေပေါ့အဲဒါပေမဲ့လည်းပဲ အဲသူတို့အဲ့လိုမျိုးဝါဒဖြန့်ပြီးနေပေမဲ့လည်းပဲဒီဒီမိုကရေစီဆိုတဲ့နေရာမှာကျမတို့ကကျမတို့ကမဲပေးပိုင်권လည်းရှိရမယ်မဲပေးခြင်းနဲ့ဆန္ဒရှိရင်မဲပေးရမယ်မဲပေးခြင်းနဲ့ဆန္ဒမရှိတဲ့အခါမှာမပေးပိုင်권လည်းရှိရပေါ့နော်ဒါပေမဲ့လည်းပဲအခုစကားမလုပ်နေတာဒီကျမတို့ကအဲဓာမိုးဒုံမိုးပြီးတော့ကြာတော့မဖြစ်မနေမဲပေးရမယ်ဆိုတဲ့အပိုင်းကိုသွားနေရအောင်တွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီရွေးကောက်ကိုရ သိတာပါတယ်ကျမတို့လုံးဝအတူရောင်ရေကောက်ပွဲစီရဲဖြစ်တယ်ပြီးတော့ဒီစကားမကသူတို့ရဲ့ဒီစစ်အာဏာရှင်ဆိုရဲပေါ့နော်စစ်အာဏာရှင်ဆိုရဲနာမည်ဇိုးကြီးကနေပြီးတော့သူတို့ကဒီအစိုးရပေါ့နော်ပြည်သူကနေရေကောက်တင်မြောက်ထားတဲ့အစိုးရပါဆိုရဲအစိုးရတရက်ကိုသွားချင်နေတာမျိုးကသိတာထင်ရှားတယ်ဒါကြောင့်မို့လို့ကျမတို့အနေနဲ့ကလည်းပဲဒီတက်နိုင်တဲ့ဘက်ကနေပြီးတော့ပေါ့နော်ကျမတို့ကနေမျိုးမျိုးနဲ့ဒီရေကောက်ပွဲကိုစတင်ကြဖို့လိုအပ်တယ်စစ်တပ်က တရားမဝင်တဲ့အစိုးရအပေါ်တရားဝင်မှုတိစောက်ဖို့အတွက်နောက်ဆုံးလှည့်ကွက်အဖြစ်ရွေးကောက်ပွဲပြုလုပ်တာဖြစ်တာကြောင့်စစ်တပ်ရဲ့ရွေးကောက်ပွဲတွေဟာလွတ်လပ်ပြီးတရားမျှတမယ်ဆိုတာစိတ်ကူးယဉ်ကျေးမျှတာဖြစ်တယ်လို့နိုမလာ၁၉ရက်နေ့ကအမေရိကန်အောက်လွှတ်တော်မှပြုလုပ်တဲ့မြမအရေးဆွေးနွေးပွဲမှာလွှတ်တော်အမတ်တွေနဲ့ကော်မတီဥက္ကဋ္ဌတွေကထောက်ပြပြောဆိုခဲ့ကြပါတယ်ခင်ဗျာ။